အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာမခင်လာပြေဝန်ရေးသားတယ်။မြို့မတေဂီတာဖွဲ့နှစ်တရာပြည့်ဂုံပြူအမတ်တရအနေနဲ့ရင်ခုန်တမ်းမှတ်တိုင်ဆိုတဲ့ဝိထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ရင်ခုန်တမ်းမှတ်တိုင်ဒါလာအမှုပညာသမားတဲ့စကားပြောရင်ဘူးပေါက်ပြောတတ်တယ်။တခါတလေစကားကို ပြန်မဖြေဘူး။သူကသူကလွေရင်ဂျန်တဲ့သူတွေကို လူလို့ထင်တာမဟုတ်ဘူး။ဒါတော့တက္ကသူကဆရာဆိုပြီ ကျောင်းသားတွေကိုဘလို့စာသင်ခဲ့လဲမသိဘူး။ပါမောက်ခရာတုပေးတာ။ယာတုမယူပဲအလုတ်ကထွက်ခဲ့တာတဲ့။ယူပါကွာ။ပတ်ဝန်းကျင်လေးတဲ့ရာကသတင်းတွေ သူပြန်ကြားပါတယ်။အမှုပညာသမားဆိုတာ ကီးကိုင်းမှစကားရှင်ပြောချင်တာကိုနားမှမလဲကြတာ။ကိုကလွဲရင် အားလုံးကိုလူလို့မြင်တာ။လူလို့မြင်တာမှဟန်ဆောင်လင်ညာတတ်တဲ့လူလို့မြင်မိတာ။သူ့အမမဟုတ်။ကျောင်းသားကျောင်းသူတွေကို ပညာရစေခြင်းနဲ့စေတနာအပြည့်ရင်ထဲမှာထားပြီးစာသင်ပေးခဲ့တော့ကို သူတို့မှနားမလဲကြတာကိုလောက်ပညာနားမလဲတဲ့သူက ကိုတို့အဝေလွင့်စေပြီးပါမောက်ခရာထူးပေးတာဒီတသက်လက်မခံဘူးဆိုတာနားလဲအောင် ရှင်းမပြတော့ဘူးသူ့ရင်ထဲမှာမကျေနပ်မှုတွေပြည့်နေတော့ဘယ်အရာကြီးကြီးအစဉ်ပြေမနေပါဘူးသူ့စိတ်ကိုနားမလဲကြသူတွေရဲ့ပဝန်းကျင်မှာသူမနေခြင်းတဖြည်းဖြည်းနဲ့ အထီးကျန်ဆန်လာတဲ့ဘဝမှာပဲစိတ်ငြိမ်စွာနေလာခဲ့တယ်။ဖေဖေကွယ်လွန်ပြီးမကြခင်မေမေလည်းဖေဖေနောက်လိုက်သွားတော့သူ့ဘဝပိုအထီးကျန်ဆန်သွားတော့တယ်။ပြေးကြီးမှဒီလောကမှာမွေးခြင်းအမရင်တယောက်ရှိသေးတယ်ဆိုပြီးမမကို အားကိုးစရာပုံကိုလိုသဘောထားခဲ့တယ်။ဒါပေမဲ့မမကလည်းသူ့ချစ်သူနဲ့လက်ထပ်သွားခဲ့တဲ့အခါသူ့ဘဝပို၆တွေ့လာတယ်။ဇာတိမြေမန္တလေးကိုကျောင်းပိတ်ချိန်ပြန်တော့ မြင်မြင်ချင်းရေခုံမိသူတယောက်နဲ့ဆုံခဲ့တယ်။အဲ့ဒီနဲ့မန်းတကြံမှာ သူ့လေးနဲ့ထတ်ဆုံတယ်။မြို့မအဖွဲငွေငန်းကနဲ့မြို့လဲတဲ့နေရာတစ်ခုမှာငေးကြည့်နေမိတဲ့အခိုက်နှစ်ယောက်သားတိုက်မိပြီးထတ်ဆုံတယ်။တတိယကျင်းရန်ကုန်အမှုပညာအသင်းရှိတဲ့တက္ကသိုလ်အပန်းဖြေရိတ်သားထဲမှာပါ။သူကဆန်းရတီးတယ်လို့အဲ့ဒီရင်ခုံရာက ပတ္တလာတီးနေတာကနေမြန်မာများတော့တန်ရုံးစင်ဖြစ် နောက်တစ်ခါမှာတော့သူကစန်းနေရာတည်သူစီနေဝါကင်ပြီးတချင်းစုံနေသူက သူ့ရင်ခုန်ဘက်ချစ်သူ မေလာရဲ့အေးစိတ်တူကိုယ်တူမလို့ဘဝချင်းပေါင်းဖက်ကြမယ်အထီးရည်ရွယ်ထားတယ်သူ့နာမည်အောင်မြင်ဦးကိုမေလာရဲ့အေးကအောင်လို့တလုံးနဲ့ခေါ်တယ်လို့မေလာရဲ့အေးကိုလည်းသူကမေလို့တလုံးနဲ့ခေါ်ပြီးချစ်ခဲ့ရသူနှစ်ဖက်မိဘချင်းလည်းတိကျပညာကောဥစ္စာဒနာပါ ြောเสียရမရှိ သူကမိဘအမွေနဲ့နေနိုင်ပေမဲ့မဟာရန်တီတက်ပြီးတက္ကသိုလ်ပါမောက္ခရာတို့ထီရီမှန်းထားသူကံကြမ္မာဆိုတာမြင်ရတာမဟုတ်မမျော်လင့်ပဲချစ်သူမေကကိုရိုင်းမောင်းတဲ့ကားလေးနဲ့တညက်နေကျောင်းကအပြန်တစ်ဖက်ကမစင်မကျင်မောင်းလာတဲ့ကားကြောင့်နေရာမှာတွင်ပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်အဲ့ဒီအချိန်ကစပြီးသူ့ဘဝမှာဘာအတိတ်ပဲမှမရှိသလိုခံစားခဲ့ရတယ် မိဘချမ်းသာခဲ့တာပညာတက်ခဲ့တာမိဘအမွေနဲ့စာပဲထိုင်ရေးပြီးဘဝကိုရက်တည်နေနိုင်တာကလွဲပြီးသူ့ဘဝ၆တွေလာခဲ့တယ်။သူသိမ့်မြတ်နိုးတဲ့စံနရာတီးတာကိုလည်းစိတ်ပါလုံးမှတီးခဲ့တယ်။အချိန်ပိုင်းလုပ်ခဲ့တဲ့အလုပ်ကိုလည်းအတိုက်ခိုက်များလုံးလို့အလုပ်ထွက်လာခဲ့ပြီးဇာတိမြေမန္တလေးမှာပဲပြန်အခြေချနေလာခဲ့တယ်။တူဦးသောအမမမခင်မြင့်မြင့်ဦးကလည်း ချစ်သူနဲ့လက်ထပ်ပြီးခင်မောတဲ့သွားလျာနေရဒေတာကိုပဲတကောက်ကောက်လိုက်နေရတော့သူ့ဘဝမှာအထီးကျန်ပြီးရင် အထီးကျန်နေစဲပါပဲထူးထူးခြားခြားတနေ့ညကရေချားမြေချားမှနေတဲ့တူဦးဒီသောအမကအင်္ဂလန်ကနေဖုန်းဆက်လာတယ်။မောင်လေးအောင်ရေဆိုပြီးအစချီကနေကောင်းလားဘာလားမေးပြီးခဏလောက်အလွမ်းတည်နေတာကနေမောင်လေးရဲ့တူမနှစ်ယောက်ကိုမြန်မာပြည်မရောက်တာကြလို့အလဲလှွတ်မလို့ အမွာဆိုတော့နှစ်ယောက်စလုံးလွတ်လိုက်မှာရှေးလာကြောင်မဖွင့်ခင်ထိနေလို့ရတယ်ငါမောင်လေးလည်းအပြင်းပြင်းအောင်ပေါ့ကွယ်မင်းတူမအမွာနှစ်ယောက်ကလေးလေးအောင်စီသွားကျင်နေပြောနေတာရှေးတစ်ပတ်ထဲလာလိမ့်မယ်လေးရင်လက်မှတ်လဲဝယ်ပြီးပြီအမစကားကြားပြီး သူကောက်ချက်ချမိတာကတော့อืมမမကတော့ငါ့ကိုခြိပြီးတုပ်ပြီးလှုပ်လိုက်ပြီပေါ့အစားကမမသမီးတွေကိုတာဝန်မယူနိုင်ဘူးလို့ပြောမယ်စိတ်ကူးလိုက်ပြီမယ်အမကလည်း သူ့သမီးတွေသူနဲ့မတွေ့တာကြတော့စိတ်ငါသွားမှလည်းတော်တော်စိုးရိမ်နေပုံရပါတယ်။အမလည်းအရင်လိုခီးကြီးတွေမထွက်နိုင်တော့လောလောဆယ်မြန်မာပြည်ကိုပြန်လာဖို့မဖြစ်သေးလို့ပါဆိုတဲ့အမရဲ့ပြောတဲ့ဆိုတဲ့လေးနားထောင်ပြီးသူနဲ့နဲ့စိတ်ပြောင်းသွားပါတယ်။သူနဲ့နဲ့တော့အလုရှုပ်သွားတာပေါ့။တကယ်တော့လေနည်းနည်းအလုရှုပ်သွားတာမကပါဘူး။တော်တော်လေးကိုအလုရှုပ်သွားတာပါပဲ။တပတ်တခါဆိုသလို သူ့အိမ်ကိုလာပြီး တန်ရှင်းလျှော့ဖို့လာလုပ်ပေးတယ်တပည့်ရဲ့လူ ကိုတိုးကိုမနှက်ပြန်အိမ်အပေါ်တဲ့တန်ရှင်းရေလုပ်ဖို့ခေါ်ထားရပြီမိန်ကလေးတွေမလို့ပို့ပြီးတန်ပြန့်ဖို့လောက်ခန့်ရတယ်တော်ကြနိုင်ငံသားတိုင်းပြည်နဲ့ရှင်ပြီးကြီးကြီးကျယ်ကျယ်ပြောနေမှဖြစ်လေးလေးအောင်နေမကြရတာ၅နှစ်၆နှစ်မကကြာခဲ့ပြီတနှစ်မှတစ်ခါတော့ချက်ပေါက်ကခေါ်လေးခေါ်ထားမရှိသူ့မွေးနေ့လို့နေ့ရက်မှ happy birthday လို့ ီဒီယိုကောခေါ်တက်တယ်ကလေးမလေးနှစ်ယောက်အမွာလေးတွေမို့ငယ်စဉ်ကလေးတုန်းကတော်တော်ချစ်စရာကောင်းလာတယ်အခုတော့အပြိုဖားဖားကြီးဖြစ်လာပါဘကောနှစ်ယောက်စလုံးအရက်က9ပေ6လက်မှတတလောက်9ပေ9လက်မှအရက်ရှိတယ်သူ့အရက်တောင်မိချင်းချင်းလေးလေးအောင်နေကောင်းလားအမွာနှစ်ယောက်သူ့ပါတစ်ဖက်စီနမ်းပြီးနှုတ်ဆက်လေးရေဒူမတွေက အပြိုဖားဖားကြီးအွယ်ပြီးတော့ လေစိတ်ထဲမှာဆိုတော့သူ့ရှိန်ကနေဖိန်ကနေဖြစ်သွားတယ်။စကားတန်နဲ့နဲ့ဝဲလာတာကလွဲလို့မြန်မာစကားမမိတာကိုပဲကျေးဇူးတင်နေရတယ်။တနေ့ကသူ့တငယ်ချင်းပြောတာတတိရနေပြီ။ငါကွာတူတူမတွေနိုင်ငံခြားចောင်းသွားတတ်တာမှမနေ့တနေ့ကမြန်မာလိုပြောတာရေးတာတွေမေ့ကုန်ပြီတဲ့။အဲ့ဒါဖြစ်တဲ့ရဲ့လားကွာတဲ့။သူအမွာနှစ်ယောက်ကိုကြည့်ပြီးညီတို့ဟိဟိသူကအမွာနှစ်ယောက်ကို လို့စခေါ်ရမှန်းမသိပဲရုတ်တရက်ညီတို့ဆိုပြီးခေါ်လိုက်တော့အမွာနှစ်ယောက်ကခိုးခိုးခက်ခက်အတန်ထွက်အောင်ရီပါတော့တယ်။ဘာရီတာလဲခက်ဆက်ဆက်မေးလိုက်တဲ့စကားကြောင့်အမွာနှစ်ယောက်စလုံးပခုံးတွန်သွားတယ်။အမွာနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးဟိုလေးလေးရညီးတဲ့ယူတို့လို့ပြောလဲရတာကိုအမဲအငယ်မဦးဦးကစကားအဆူအခြေတင်ပြောတတ်ပုံရတယ် ရောက်လာတဲ့တရက်နေ့ရက်အတွင်းမှာပဲမစိမ့်တစိမ့်ကနေခင်မင်ရင်းနှီးတဲ့အနေထားပြောင်းလဲလာခဲ့တယ်။သွေးကစကားပြောတယ်မဟုတ်လား။တနိုင်ငံတနိုင်ငံချားနာတယ်။나이အပြောင်းလဲကြောင်းမနဲ့စောစောမထပဲမော်ဒယ်ချိန်ကျော်မှအိယာထတဲ့လို့မနဲ့စာနေစာညစာကမောက်ကမစားတာကအစာပြုတ်ပြင်းနေရတာမလွဲ။သူမနဲ့စာစားတဲ့အချိန်ကကလေးမတွေအိပ်ပျော်နေပြီးနေ့လေသူအပြင်ထွက်သွားစရာရှိတာသွားတော့မယ်ဆိုရင် အိယာထနိုးလာကြပြီ။နှစ်ရက်သုံးရက်လောက်အချိန်ပြောင်းပြုပြင်လိုက်တယ်ဆိုရင်ပဲမြမပြည်ရဲ့စံတော်ချိန်အချိန်နဲ့တတားတယ်ဖြစ်သွားပါတော့တယ်။လီလီအောင်ဈေးကြိုလိုက်ဖို့ပုံမှန်အချိန်နဲ့နေသားကြသွားပြီဆိုတော့အမွာနှစ်ယောက်တစ်စက္ကန့်ထလာပါတော့တယ်။အိမ်မှာအချိန်ပြည့်မနေချင်တော့ပဲတနေ့တနေ့ရောင်ကို လိုက်ဖို့ပါဆိုပြောတော့တာပဲ။ဟဲ့ထူးထူးရာဈေးကြိုဘာသွားလို့ရမှာလဲ။ပြင်းဦးတွေတက်မယ်လေဟာ။ ဈေးကြိုပတ်ရတာခြေညောင်းတယ်ပျော်စရာမကောင်းဈေးကြိုကွာပြင်းလွေကွာအမွာနေရောတယောက်တပောင်းဘလို့အမွာများပါလေတယောက်တမျိုးစီပါပဲကဲဒီနေ့ဈေးကြိုပို့မယ်နောက်နေ့ပြင်းလွေပို့ပေးမယ်ကွာဟေးဒါမှလေးလေးအောင်လောင်လောင်အေးကွာမလွယ်မလွယ်ဒီအမွာနေရောက်နေတော့ဒီလူပြိုကြီးမလွယ်မောင်လေးအောင်ရေမင်းတူမတွေကမင်းကိုတိတ်တွေ့ခြင်းပြီးလွမ်းနေကြတာတဲ့ဒီတစ်ခေါက်လေးလေးအောင်စီမှာ AACC မြန်မာပြည်မှာနေခြင်းလို့ပါတယ်။အမဖြစ်သူကတေးသေးချာချာပြောထားတော့လေ။သူရောက်နေတယ်။ချစ်တော်ဂီတနုပညာစာမှုတစ်ထပ်ကြီးကို ပြန်ဖတ်မဲ့အစီအစဉ်နောက်ဆုံးလိုက်ရပါတယ်။မနေ့ကအကြီးမရဲ့ဆန္ဒတိုင်းမန္တလေးဈေးကြိုဘတ်ပို့ပေးရတယ်။ဒီနေ့တော့အမွာရဲ့ဆန္ဒတိုင်းပြင်းလွင်တက်ရတယ်။ဦးလေးဖြစ်တဲ့သူနဲ့အနေဝေးခဲ့ပေမဲ့သွေးကစကားပြောလာမသေး။ ရက်ပိုင်းတွင်လီလီအောင်ဆို ခဏခဏခေါ်တတ်ပြီးတွေ့တာသွားတယ်။ကားမောင်းတဲ့မောင်သိန်းနှံကလည်းတွေ့တာမကင်းသူမို့ပြောမနာဆိုမနာ။ကားမောင်းကြွညင်သူလည်းဖြစ်လို့ခရီးဝေးသွားတိုင်းသူက မောင်သိန်းတန်ကိုပဲအဓိကတာခေါ်လိမ့်ရှိတယ်။သူကဂီတကိုနှစ်သက်သူဖြစ်လို့ကားပေါ်စတတ်တာနဲ့ဂုံတော်ကွန်ချာတန်ပုတ်တီမင်္ဂလာတုံမြစ်တာတုံတရားခွေဖွင့်ပြီးရင်တော့ သူကြိုက်တဲ့သချင်းတွေတပုတ်ပြီးတပုတ်နားထောင်ရင်လမ်းတစ်လျှောက်ရှုခင်းတွေငေးကြည့်လေးရှိတယ်။ဒီနေ့ပြင်းလွင်ခီးစင်မှာတော့မမအေးရဲ့သချင်းတွေဇက်တိုက်ဖွင့်နားထောင်လာပါတယ်။သချင်းတပုတ်ဖွင့်နားထောင်တိုင်းအမွန်ညီမနှစ်ယောက်ကိုဒီသချင်းကြားဘူးလားဆိုမေးတော့တာပဲ။ခေါင်းရမ်းတာမြင်ရတာပဲအဖတ်တင်တယ်။ထူးထူးနဲ့ဦးတို့ဘာသချင်းရလဲ။သူ့အမေစကားကြောင့်အမွန်နှစ်ယောက်ပခုံးတုံပြီးတမီးတို့ကမြန်မာသချင်းသိမ့်မရအောင် အင်္ဂလိပ်သချင်ဂျပန်သချင်အဲနိုင်ငံညချင်းတွေပဲရတာများတယ်လေးလေးအောင်ရဲ့အမွာနှစ်ယောက်ကသူတို့တီးတယ်သူတို့ရတဲ့သချင်တေးဂီတာအဖွဲတွေကိုရွတ်ပြနေလေရဲ့သူကတော့ခေါင်းညိပ်ပြီးနားထောင်နေတယ်တူမတွေရဲ့ပြောစကားအပြီးမှာထူးထူးတို့ဦးတို့လည်းเจ้ามาซันเดียတီတင်ကြရတယ်လို့မမကပြောတယ်လေးလေးအောင်လေးซันเดียပြန်တိမယ်လေမနေ့ပြန်ကစပြီးတို့တူရီးတွေซันเดียတီကြစို့သူ့စကားကြတော့ အမွာနှယောက်လက်ဝါးပြန်တူရဲလိုက်ကြတာတွေ့ရတယ်။သူလည်းကလေးနှယောက်ကိုလှည့်မကြည့်ပဲပြုံးနေမိတယ်။မြောက်လက်တီကျူ23.5နဲ့66.33ပေါ်နေအရှိလောင်ကြီးကျူပေါ်မှာတီးပေကပပထဝီအနေယူဝမောင်တို့ပြောရမည်။အာနဝဘွေ ပင်လေရီမျက်နာအထက် မြင့်တက်နေမိနေ3000ကျော်ပြီ။ဒီတခြင်းထဲမှာကိန်းကနန်းတွေပါနေရဲ့လေးလေးအောင် တခိခိရည်တန်တဲ့သူအမွာတူမနှစ်ယောက်ရဲ့စကားကြောင့်ကားမောင်းနေတဲ့မောင်သိန်းတန်ကလည်းတဟားဟားနဲ့ရည်ပါတော့တယ်။ညီတော်ကတော့လေရည်ဖို့ပဲတိ။တခြင်းအတိတ်ပဲကိုတိလား။ခုဒီတခြင်းဖွင့်ပြရတာအကြောင်းရှိတယ်ပေါ့။ခုလေးလေးအောင်လို့တွားနေတဲ့မိမျိုးအဲပြုံးလွင်ရဲ့တီနီယာပထဝီအနေထားကတခြင်းစာသားထဲမှာပါနေတော့မြို့တီနီယာကိုအလွယ်မှတ်နိုင်တယ်။အေးလေးလေးအောင်ကတခြင်းရဲ့ရည်ရွယ်ချက်ကိုသိစေခြင်းလို့ဆရာကြီး မြို့မငင်းကသချင်းရေးရင်ရည်ရွယ်ချက်ကြီးကြီးနဲ့ရေးတက်တာသိစေဖို့ကဲမေးပါဦးမယ်ညီတို့အဲထူးထူးနဲ့ဦးဦးတို့မြို့မငင်းဆိုတဲ့နာမည်ကြားဘူးလားခက်တီတီမေးလာတဲ့သူစကားတန်ကြောင့်ဦးဦးနဲ့ထူးထူးကစဉ်းစားသလိုလုပ်နေပြီဟာတိတာပေါ်လေးလေးအောင်ရဖေဖေနဲ့မေမေတို့တကြံခါရောက်တိုင်းစုံနေကြတယ်မြနန္ဒာဆိုလာဘာလာဟဲ့ဦးဦးဘာတဲ့ချိုးပြုံးရွှင်သောနမပြုံးငယ် တကူလုံးပင်ချော့လှပူတယ်မြို့မနဲ့တမီတယ်ဖွာလို့ဆိုတော့မယ်ကွယ်အမောက်ကလေးတတတနဲ့မြောက်လူပေးတာမဟုတ်ဘူးကွယ်ရင်ဆရင်ဆဆနဲ့နူးနဲ့နဲ့ထူးထူးကပြောပြောဆိုဆို မန်းတော်ရိတ်ခိုးတဲ့ချင်းစလိုက်တာအိုးအိုးပါပါဇက်ဆိုင် TV လိုက်ဆိုတော့ကားပေါ်မှာမြိုင်မြန်ဆန်ဆန်ဖြစ်သွားပါတော့တယ်သူကမထိန်နိုင်မဲရီမိပါတယ် အေးပါဟုတ်ပါပြီတချင်းနမဲကမျက်နှာနာမဟုတ်ပါဘူးမန်းတောင်ရိတ်ခိုပါအဲ့ဒီတချင်းတကြံတိုင်းကြားရတဲ့ယာဒီတချင်းပေါ့အဲ့ဒီတချင်းရေးတဲ့ဒေးရဆရာကြီးကမြို့မကြီးပေါ့မြို့မကြီးဆိုလို့ဖေဖေနဲ့မေမေကတော့မြို့မကြီးတချင်းရေးတာတော်တယ်အဲ့ဒီဆရာကြီးရေးတဲ့တချင်းတွေကြိုက်တယ်လို့ခဏခဏပြောတာကြားဘူးတယ်ခုနတချင်းကနိုင်ငံသားတယုံတွေမှာမြန်နန္ဒာ နေညိုညိုရစ်ခါတန်းတော်ရွှေမန်းတောင်ရေဒူဒူခေါ်မေပြူပြူရေရေရေညိုညိုရစ်ခါတန်းတော်ရွှေမန်းတောင်ရေဒူဒူခေါ်မေပြူပြူရေရေအဲ့ဒီသချင်းဆိုပြီးကကြတာပဲသိမယ်အေးပါညီအဲ့လေထူးထူးနဲ့ဦးတို့မြနန္ဒာရင်းကနေတာနဲ့လေးလေးအောင် ပြောမယ့်ဟာတွေမေ့နေပြီခုန၆ခွေနာအယောက်မှာလေးလေးအောင်ဖွင့်နေတဲ့ကိုတို့မေမျိုးဆိုတဲ့သချင်းက လေပြင်းဦးလင်ကဂီတအဖွဲယူဝဒီဂီတအဖွဲအတွက်တချင်းဆက်ပေးတာကဲလေးလျောင်မေးမယ်နော် မေမျိုးကပင်လေရေမျက်နှာပြင်ထန်ပေဘလောက်မြင်လဲသိလားတချင်းစာသားထဲမှာတော့ပါတယ်ဟိုလေညံပိုထက်ဟန်တူတော့ဦးဦးကခက်သွက်သွက်လေးတန်းနဲ့ပင်လေရေမျက်နှာပြင်ထန်မြင့်တက်နေမိနေသုံးတော်ကြော်ပြီးဆူလားလို့ဦးချလိုက်မိတာလေအေးဟုတ်တယ်ဦးကစိတ်ဝင်စားသားပဲ ဟိဦးကိုချီကျူးလိုက်တာကြောင့်ထူးထူးကနှကန်းဆူပြီးထူးထူးလည်းကြားတာပဲလေဒါပေမဲ့ဦးကအရင်ပြေးလိုက်တာလေဒနနန်မန္တလေးကိုပြန်ရောက်တော့သူ့စန်းနေရာခုံရှိ ထိုင်မိလိုက်တယ်အဖြူနဲ့ခလုတ်လေးတွေပေါ်သူ့လက်ချောင်းလေးတွေနဲ့နူးနူးညံ့ညံ့ထိတွေ့လိုက်တယ်နေရာမှာချိန်ထားတဲ့ငွေငန်းရုပ်ပါ ပကြီးကားချက်လေးကိုငေးကြည့်မိတယ်မြို့မအဖွဲတင်ကေတာကလေးကအသက်ဝင်လာတယ်အဲ့ လေးလေးတောင်စန်းနရတီးတော့မယ်ပေါ့ဟေးထူထူကခုံပေါက်မြူတူဟန်နဲ့လက်ခုပ်တီးနေတော့သူနားမလဲထူထူအတန်ကြတော့အူးပါပြေးလာပြီးဟေးဆိုထခုံမလေးရောစန်းနရတီးမဲ့လက်တောင်လက်မီတန့်သွားလေရဲ့ဘာဖြစ်ကြတာလဲကွာဟေးဆိုထခုံကြတာဘာဖြစ်လို့လဲအူးအူးကထူထူကိုမျက်စာပြစ်လိုက်တယ်ထူထူကမမေရမှားလိုက်တယ်သမီးတို့ရဲ့လေးလေးအောင်စန်းနရခုံရှိထိုင်ပြီးစန်းနရတီးတယ်ဆိုရင် မေမေသမီးတို့ကိုဂီတာဝယ်ပေးမယ်လို့ပြောတယ်။တီးပါလေးလေးအောင်ရင်တီးပါ။ဩဒါကြောင့်ကိုညီတို့အမေဘာမှလိုက်သေးလဲ။လေးလေးအောင်ကစန္ဒယာတိတော်တယ်။ရန်ကုန်တက္ကသိုလ်အမှုပညာသင်မှာသူ့ချစ်သူနဲ့တွေ့ပြီးအဲ့ဒီချစ်သူနဲ့လည်းတေကွဲကွဲခဲ့ရတာ။ငါမောင်လေးကတနာစရာထီးကျန်နေတာတဲ့။စန္ဒယာလည်းမတီးတာကြားပြီးတဲ့။စန္ဒယာပြန်တီးနိုင်အောင်သမီးတို့ကတိုက်တွန်းနိုင်ရင်ဂီတာတစ်လုံးဝယ်ပေးမယ်လို့ပြောထားလို့။ဟွန်းငါမလည်းပိုင်မအမြဲတမ်းမတီးတတ်ပေမဲ့ စိတ်ပါရင်တော့တီးတက်ပါတယ်။ပြောပြောဆိုဆိုနဲ့စန်းနီးယားကိုတန်ရှင်အတန်မှဆန်းနေတော့တယ်။သူ့အိမ်လေးကအမွာတူမနှစ်ယောက်ရောက်လာပြီးနောက်ပိုင်းစို့ပြေးလာပါပြီ။ရောက်ခါစားကလို့မစိမ့်တော့ပဲဦးလေးခန်းနဲ့ဝင်လာကြပြီးတရင်တနီပြောလာပါတယ်။သူ့အခန်းထဲမှာငွေငန်းရုပ်ပါတဲ့ပကြီကားတွေနေရာယူထားတယ်လေ။ကျွဲဆယ်ကန်ကလေးလေးအောင်တကင်းချင်းဖះကိုစုသွားမလို့လိုက်ခဲ့ကြ။စကတ်တူတူတွေဝတ်မလာကြနဲ့။ အမတ်မတင်ဇပွဲပေါ်မှာဘူးလာလာလေးတပူးတွေ့တော့အထဲမှာဗားလေ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 းအောင်အစပထမမဖြေပဲနောက်မှာအမွာနှစ်ယောက်ကိုဖွင့်ပြလိုက်တယ်။ရွှေရောင်နဲ့ဂီတတင်ဂီတရင်တို့လေးရွှေအစစ်ဖြစ်ဟန်တူလို့မိကြည့်တော့ရွှေအစစ်တယ်။၆ဘဲတတာရှိမယ်တင်။လေးလေးအောင်ရဲ့မရှိတော့တဲ့ချစ်သူက ပေးခဲ့လို့မျက်နှာချင်းများစွာနဲ့တင်ခဲ့တာတဲ့။ထူးထူးနဲ့ဦးဦးတို့မျက်စီတဲ့ ဂီတသင်္ကေတရင်တို့လေးမျက်စီတဲကမထွန်းစန္ဒယာအတီထူးကျွန်စုရာတော့ကချစ်သူကထပ်ပေးတာတယ်ငါတူမတွေလေးလေးအောင် ပေးရတဲ့ချင်းတွေတဲကတပုတ်ရွေးနှစ်ယောက်စလုံးရွေးတာတူတဲ့တပုတ်ဖြစ်ရမယ်အဲ့ဒီရွေးတဲ့ချင်းကို လေးလေးအောင်ကျေနပ်တဲ့အထိတီးဆိုနိုင်ရင်ဒီရင်တို့လက်ဆောင်ပေးမယ်တကယ်သူတို့လေးလေးအောင်စကားကြောင်ပျော်သွားပေမယ့်နှစ်ယောက်စလုံးအတွက်ရင်းနှီးကြွမှုမရှိတဲ့တချင်းတွေမို့ စိတ်ညစ်ရပြန်တယ်။အားလုံးကဆရာမျိုးမကြီးရဲ့တခြင်းတွေပါပဲ။ဆရာမျိုးမကြီးကမြမအမှုပညာနဲ့နိုင်ငံတကာ international ဆန်ကို ပေါင်းစပ်ဖို့ကြိုးစားခဲ့တာ။ဆရာကြီးကစစ်စစ်ရဲရဲနဲ့ဘဝတစ်ချောင်းလုံးအမှုပညာကို ဖန်တီးခဲ့တာ။အကြီးမားဆုံးအိမ်မက်ကစင်ဖိုနီတေးသွားတွေရေးဖွဲ့ဖန်တီးဖို့ပဲ။သူ့စကားတွေကိုမြက်တောင်လေးတွေခတ်ပြီးနားထောင်နေကြတယ်။ငွေငန်းတစ်စိပ်ပါတယ် လေးလေးအောင်ရဲ့တချင်းဆောင်ထဲကတချင်းတွေပြတယ်။ပြုံးတဲ့မီတိန်လွာမုံမို့တွင်မန်းတောင်ရိတ်ခိုရေချိုးစိမ်စောင်းသံကိုရုမေမျိုးကတိပံမန္တာလီဖူးစာပိုင်တံမွာပစင်သူချပေးတဲ့တချင်းဆယ်ဘုတ်ကို အမွာနှစ်ယောက်ကိုတစ်ခေါက်စီတီးပြီးစိုးပြလိုက်တယ်။နှစ်ယောက်စလုံးမျက်စိမျက်နှာပြက်နေကြတယ်။ မြန်မာဂီတကိုလေးလာခြင်းနဲ့ဆိုရင်ဆရာမျိုးမငင်းရဲ့တခြင်းတွေအ ਨੇ ဆုံးဆယ်ဖို့လောက်တော့တီးတဲ့ဆိုတတ်ရမယ်ခုဟာကတော့လေးအောင်ကရှော်စည်းအများကြီးပေးထားတာနော်ခုချပေးတဲ့ဆယ်ဖို့ထဲကတပုတ်ကို တပတ်အတွင်းအတီးရောဆိုရောပိုင်နိုင်ရင်ကို ရွှေရင်ထိုးဂီတပုံလေးစုချပါလေလေးလေးအောင်ချပေးတဲ့တခြင်းတွေကခက်မခက်ထူးထူးရဲ့ဦးကတော့တမွာပစင်တခြင်းကိုပဲရွေးမယ်ထူးထူးကော ထူးထူးလဲတမွာပါစင်ပဲယွေးမယ်ဒီနေရာမှာအမွာနှယောက်အကြိုက်ချင်းတူကြပါရောလားတမွာပါစင်ဆိုတာဘာလဲလေးလေးအောင်အငယ်မဦးကဆက်စုတလောက်ညံထက်တယ်ဒါပေမဲ့ပြင်းတယ်ထူးထူးကစိတ်ဆက်တယ်ဝိရိယထားတယ်တမွာပါစင်ဆိုတာငါးပါးသောမြမဒုရိယပေါ့ကြီးကျိုးတရေလေလက်ခုပ်ပေါ့ကလေးတို့ရဲ့ ဆရာငိမ့်ရဲ့တခြင်းတွေရဲ့အတိတ်ပဲလေးနက်မှုကတိတ်အရသာရှိတာမြို့မအဖွဲအတွက်ရေးခဲ့တာတံမွာပစင်နှဲငွေခင်ကျူးဝါပင်နှွေရင်အေးကျူမန်းသူတွေကြားစီခြင်းထီးဆန်ဆန်နန်းဆန်အောင်ပင်ဝါဝင်းရွှေစင်ဘေလူခေါ်တွင်တန်ညင်းတာညင်းအုတ်ရှိမဲ့ရောင်နတ်ဆောင်လိုပင် မြမဂီတာရဲ့လေးနက်မှုကိုခံစားမိပြီးခေလူငယ်အမွာတူမနှစ်ယောက်စန်းနရနဲ့အဆိုမလျှော့တမ်းလေ့ကျင့်နေကြတာအားရစရာပဲမြမဂီတာရဲ့အနှစ်သာရအရသာသူတို့လေးတွေခံစားမိကြပြီအချုပ်ဆိုရရင်ဖြင့်အမွာနှစ်ယောက်ကိုဂီတသင်ဂီတရွှေရင်တို့စင်တူလေးပေးဖို့သူရွှေချောင်ပဲသားတံမိုးငွေသားကိုမိတ်ဆွေပရင်စရာကိုအနန္တထားလိုက်ရပြီဖြစ်တယ် အမွာတူမတွေမပြန်ခင်ရွှေရင်တိုးလေးတွေစင်တူပေးလိုက်နိုင်တာကို သူကြည်နဲ့ရပြီလေ